အခုရပိုင်မှာစစ်ကောင်စီဟာအရခတတအေထိန်ရှောက်ထားတဲ့ရခိုင်နဲ့ရှင်းပြတဲ့ပလဝါတို့ကိုကြေးရည်လေးတွေနဲ့စရေရတိုက်ခိုက်တာတွေဆက်တိုက်လှုံ့ဆော်လာနေပါတယ်။စစ်ကောင်စီဟာစစ်တပ်26ရက်ကတောင်ကုန်းမြို့ကိုလေကြောင်းနဲ့ဘုံကျစ်တိုက်ခိုက်ခဲ့ပြီးတော့စစ်တပ်28နဲ့28ရက်တို့မှာလည်းတန်တွင်းမြို့တွေကိုလေကြောင်းရေကြောင်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။စစ်တပ်29ရက်ကလည်းပလဝါမြို့ကိုလေကြောင်းနဲ့ရေတရောင်မြို့တွေကိုလက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်ခဲ့တာကြောင့်အခုရပိုင်အတွင်းအေအေထိန်းချုပ်ဒေသမှာ စစ်ကောင်စီလက်ရှက်ကြောင့်အရဲသားတည်ဆုံသူ၄ဦးနဲ့ဒဏ်ရာရသူ26ဦးထပ်မင်းရှိခဲ့ပါတယ်။အဲ့ဒီလိုအရဲသားနေထိုင်ရာနေရာတွေကိုစစ်ကောင်စီကတိုက်ခိုက်နေတာဟာအရှုံးကိုလက်မခံနိုင်တာကြောင့်ပြည်သူတွေဘောရှုံမေမေပြီးတိုက်ခိုက်နေတာလို့စတေးင်းနိုင်ငံရဲ့အကြီးခက်သူတွေကပြောကြပါတယ်။ရခိုင် က တိုက်ပွဲမရှိတဲ့မြို့နယ်တွေမှာလူစုလူဝေးဖြစ်နေတဲ့နေရာတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လာတာကြောင့်စစ်ရေးတတိအမြင့်ရှိကြဖို့စစ်တပ်29ရဲမှအေအေကတတိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာရခိုင်နဲ့ထိဆက်နေတဲ့တိုင်းသုံးတိုင်းမှာစစ်ရှုံးနေပြီးတော့ပြည်သူစစ်တွေမှာလည်းတိုက်ခိုက်လို့စိတ်မရှိဘဲထွက်ပြေးနေတယ်လို့အေအေကဆိုထားပါဗျ။တစ်ဖက်မှာလည်းရခိုင်ပြည်တောင်ပိုင်းမှာရှိတဲ့တန်တွဲတောင်ကုန်း၊ဂွာအန်စတဲ့မြို့တွေအချို့မှာစစ်ကောင်စီနဲ့သူတို့လက်အောက်ခံပါတီတွေကရွေးကောက်ပွဲပြုလုပ်ဖို့ဆက်ရထက်တန်နေကြပါဗျ။ဒါကြောင့်ရွေးကောက်ပွဲမတိုင်မီအဲ့ဒီမြို့တွေကိုရလော်ရငါဆန္ဒနဲ့စစ်ကောင်စီကလေကြောင်းရေကြောင်းတွေတိုက်ခိုက်လာတာဖြစ်နိုင်တယ်လို့ဦးမျိုးကျော်ကသုံးသပ်ထားပါဗျ။ဒါပေမဲ့စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်ကိုမြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုမအောင်မြင်နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့သုံးသပ်နေကြပါတယ်။စစ်ကောင်စီအနေနဲ့ရခိုင်တောင်ပိုင်းမြို့နယ်လေးခုကိုရေကောက်ပွဲမဖြစ်မနေကျင်းပဖို့စီစဉ်နေတာကြောင့်မြေပြင်ထိုးစစ်ပြင်လေကြောင်းရေကြောင်းထိုးစစ်တွေကိုပါတိုက်ခိုက်လာနေတာဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇေယျကဆက်ပြောပါတယ်။စစ်ကောင်စီကရခိုင်ပြည်မှာရေကောက်ပွဲကျင်းပမယ်မြို့နယ်၃ခုအဖြစ်စစ်တွေကြောက်ဖြူနဲ့မန်အောင်တို့ကိုကျင်းညာထားပြီးတော့ဒီဇင်ဘာ၂၈ရက်နေ့မှာရေကောက်ပွဲကျင်းပသွားမယ်လို့လည်းကျင်းညာထားပါတယ်။ ။ဒါပြင်အာရခတဲ့တို့ထိန်းချုပ်ထားတဲ့အန်တုံကုတ်တန်တွင်းနဲ့ဂွာမျိုးနဲ့လေခုကပေးပြီးတော့ကျန်တဲ့မျိုးနဲ့ဆေခုမှရေကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။လက်ရှိမှာစစ်ကောင်စီဟာရခိုင်နဲ့ထိစပ်နေတဲ့ရခိုင်မကွေးရခိုင်ပဲခူးနဲ့ရခိုင်အီယာဝတီအဆက်တွေမှာထိုးစစ်အရှင်မြင့်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့အာရခတဲ့တို့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။